တာသမိမထွန်းကားပေမဲ့မိဘမဲ့ကလေး450ကိုဒါရီလိုသဘောထားပြီးရှင်ပြုတ်ပေးခဲ့တဲ့ပြည်ဦးလွင်ကတထဲကြီးဇနီးမောင်နှံအလုံးမဲမိကလာပေါင်းဗမစ်နောင်ကနေကျွတ်စလိုက်ပါတယ်။တောင်ယောက်ကြလေးတွေမွေးဖွားထားသူတွေအတွက်ရှင်ပြုတ်ပြီးကိုရင်ဝင်းနဲ့မြင်ကျင်တဲ့ဆန္ဒကမိဘတွေမှာရှိကြပါတယ်။တချို့ကလေးတွေကတော့ကံအကြောင်းမလာတာကြောင့်မိဘမဲ့ဖြစ်ခဲ့ရပြီးကိုရင်ဝင်းဖို့အတွက်အလှမ်းဝင်းနေတက်ကြတာပေါင်းပြည်ဦးလွင်မျိုးကတထဲကြီးဦးကန်ချွန်နဲ့တထဲမကြီးသူရမသိန်းကြီးဒေါ်စောဆန္ဒဆွေတို့ဇနီးမောင်နှံကမိဘမဲ့ကလေးအယောက်450ကိုရှင် ဖြူအလှပွဲကြီးကျင်းပပေးခဲ့တာပါ။ဦးကန်ချွန်ရဲ့ဒေါ်စောဆန္နာဆွေတို့ကမင်္ဂလာတတန်32နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ရှင်ရပား450ကိုကိုရင်ဝေပေးခဲ့ပါတယ်။သူတို့မှာသားသမီးမထွန်းကားပေမဲ့လည်းရဟန်းရဲ့မဲတော်ခမဲတော်ကိုရင်တွေးရဲ့မဲတော်ခမဲတော်ဖြစ်ခွင့်ရအောင်မိဘမဲ့ကလေးတွေကိုသင်ငန်းဝေပေးလာခဲ့တာ၄ချိန်ရှိပါပြီ။ 2009ခုနှစ်မှာတစ်ကြိမ်2011ခုနှစ်မှာတစ်ကြိမ်2016ခုနှစ်မှာတစ်ကြိမ်ရှင်အပားပေါင်းများစွာကိုသင်္ကန်းဝစ်ပေးခဲ့ပြီးသဒ္ဒထချိန်မြောက်ဖြစ်ရှင်အပား450ကိုကိုရင်ဝစ်ပေးလိုက်တာပါဒီလိုအလူကြီးလုံးနိုင်ဖို့အတွက်လွန်ခဲ့တဲ့6လကတည်းကပြင်ဆင်ခဲ့ရပြီးမိဘမဲ့အကြောင်းတွေမှာရှင်ပြုတ်ခြင်းနဲ့ကလေးလေးတွေကိုရှောက်ဖွေခဲ့တာပါရှင်ပြုတ်ဖို့အရွယ်ရောက်တဲ့ကလေးတွေကိုသားရင်လိုသဘောထားပြီးရှင်ပြုတ်ပေးဖို့အတွက်ဦးကန်ချွန်းနဲ့ဒေါ်စောဆနာဆွေတို့ကစိတ်တူကိုယ်တူရှိခဲ့ကြပါတယ် ကလေးတွေကအယောက်450ဖြစ်တာကြောင့်မနေ့တဲ့အရေးအတွက်ဖြစ်ပြီးအလုံးကိုတော့ဆင်နဲ့ရှင်လောင်းလှည့်ပေးခြင်းခဲ့တာပေါ့ဒါပေမဲ့ဆင်ဆဲကောင်ကိုငှားထားခဲ့ပြီးမဲနိုင်ပေးခဲ့တာပေါ့ဆင်စီးပေါ်အတွက်မဲပေါက်တဲ့ကလေးတွေကတော့ထားကားကြတဲ့အထိပျော်သွားကြပါတယ်မိဘတွေမရှိတော့ပေမဲ့လည်းဒီလိုရှင်ပြုတ်ပေးတဲ့တထဲကြီးတွေကြောင့်ကလေးတွေကဆင်စီးပြီးတော့ရှင်လောင်းလှည့်ခွင့်ရသွားတာပေါ့မြင်းအကောင်30ကိုပါထည့်ပေးထားပြီးကလေးတွေပြောင်းအောင်စီစဉ်ပေးခဲ့ပါတယ်ရှင်လောင်းတွေအားလုံးကိုရှင်လောင်းဝတ်စုံတွေဆင်ပေးထားတဲ့အပြင်လိုလေသေးမရှိအောင်လည်းပြင်ဆင်ပေးခဲ့တာပေါ့ ဝင်းခင်းတွင်နဲ့အစိုးတော်တွေကိုတော့မထဲတော့ပဲရရွံ့ရှင်းရှင်းနဲ့အနှစ်သာရပြေဝတဲ့ရှင်လန်းဝက်ပွဲဖြစ်သွားခဲ့ပါတယ်။ဥကန်ချွန်တို့ဇနီးမောင်နှံကအရင်ကတည်းကရှင်ပြုတ်ပေးဖို့အတွက်စိတ်ဆန္ဒရှိတာကြောင့်တင်ကန်းတွေစုထားလိုက်စိုင်းအိတ်တွေစုထားလိုက်နဲ့အလို့အတွက်ကြိုတွေးပြီးစုဆောင်ခဲ့ကြတာပါ။အရင်ကဝေပေးခဲ့တဲ့ရှင်လောင်းတွေထဲကနေလူပြန်မထွက်တော့ပဲသာသနာ့ဘောင်မှာပဲဆက်နေသွားပြီးဦးစင်းဖြစ်သွားတဲ့သူတွေလည်းရှိပါတယ်။ ဓမ္မစရိယာတုံးချမ်းအောင်နဲ့ကိုရော်ရီပါရှိလာခဲ့တာကြောင့်ဦးကန်ချွန်းတို့ကရှင်ဖြူပေးရကြောနတ်သွားခဲ့တာပါဦးကန်ချွန်းတို့ဇနီးမောင်နှံဟာအလိုလိုဖို့အတွက်ဆိုရင်တော့တိုင်မင်ဆရာမလိုလောက်ညင်ညွတ်ပြီးတော့သူတို့ရဲ့ကြွယ်ဝချမ်းသာမှုတွေကိုအကျိုးရှိအောင်အသုံးပြုနေပါတယ်နောက်နှစ်တွင်မှာတော့ဦးကန်ချွန်းတို့ကရှင်အပားတထောင်လှူနိုင်အောင်စ조사သွားမှလည်းဖြစ်ပါတယ်ဦးကန်ချွန်းတို့ရဲ့အလို့ကြီးကငွေရှိတိုင်းနဲ့လှူနိုင်ဖို့မလွယ်တာကြောင့်သူတို့ရဲ့အလို့ကိုတာတို့ခေါ်ကြပါတယ်ရှင်အပား450စာအတွက်ဝစ်ဆုံနေဖို့ထိုင်ဖို့နဲ့ဆက်ဆိုင်ရာစီစဉ်ပေးရတာပြင်ပန်းပြင်မဲ့လေ ။ဦးကန့်ချွန်တို့ဇနီးမောင်နှံကတော့ပြင်ပန်းတယ်လို့မထင်ပဲအသက်ရှင်စင်မှာမုံမြတ်တဲ့အရာတွေလောက်သောင်းနိုင်ပါပြီ။ခက်ခဲနေတဲ့ကာလမှာတချို့ကလေးတွေအတွက်သာသနာပေါင်းကိုဝင်ရောက်ဖို့မလဲကိုပေမဲ့လည်းဦးကန့်ချွန်တို့ဇနီးမောင်နှံကတောင်းရင်းနေလို့သဘောထားပြီးတော့ငွေသိမ်းပေါင်းများစွာအကုန်ချခံကောင်းရှင်ပြုတ်ပေးခဲ့တာဖြစ်ပါတယ်။ နောက်ထပ်နှစ်တွင်မှလည်းဥကန်ချင်းတို့ရဲ့ဆန္ဒအတိုင်းရှင်အပါတထောင်လှူနိုင်စေဖို့ဆုတောင်းပေးလိုက်ပါတယ်နော်မိဘမဲ့ကလေးတွေကိုသားရင်တွေလိုသဘောထားပြီးစင်စီပြီးတော့မြင်ရန်စေကရှင်ပြုတ်ပေးခဲ့တဲ့ဒီအလှပွဲကြီးကိုပရိသတ်ကြီးရောသဘောကျရင်လားဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ